မလျှော်ရသေးသောအဝတ်ပုံများကိုဘွားတစ်ချောင်းလုံးမှာကြုံခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့မလုံခြုံမှုတွေဟာမလျှော်ရသေးတဲ့အဝတ်ပုံကြီးတစ်ခုလိုပါပဲရှုပ်ပွားနေတယ်အနမ်းသက်ဆိုးတယ်စိတ်မသက်မသာဖြစ်စေတယ်ဘယ်ကနေစတင်ပြီးတော့ တန်ရှင်းလို့ရမယ်မမသိဘူးစိတ်ညစ်ညူးလို့ဒီအဝတ်တွေကို ထုံကြည့်ခြင်းဘူးဒါကြောင့်ဟူးလူရှူထားခဲ့တာကြာပါပြီဒီချိန်မှာကိုယ့်ကို ချစ်တဲ့သူတယောက်ရောက်လာတယ်အဲ့ဒီအခါသူ့ကိုစိတ်ပိုင်းဆိုင်ရာမှီခိုမှုတွေရှိလာတယ်အားကိုးလာတယ်ကိုယ့်ပြဿနာတွေကို သူရှင်းပေးနိုင်လိမ့်မယ်လို့ယူဆတယ်ဒါကိုဖြေရှင်းပေးနိုင်မလားလို့သူ့စီကိုဒီအဝတ်ပုံကြီးပြစ်ပေးလိုက်တယ်သူကလည်းကိုယ့်ကိုချစ်ရှာတော့အော် ထေရှင်းပေးနိုင်တာပေါ့ဆိုပြီးဖမ်းယူလိုက်တယ်။အဲ့ဒီခါမနိုင်ဝင်တွေထမ်းလာတယ်လို့ဖြစ်လာပြီးနှစ်ယောက်ချားကမညီညာချင်းတွေကအဲ့ဒီကနေစတော့တာပါပဲ။အရွယ်ရောက်ပြီးသူတရားရဲ့ relationship အပေါ်ရှုမြင်ပုံခံယူချက်တွေဟာအတိတ်ကဖြစ်ရ past experience ငယ်ဘဝတွေ့တာမှုပုံစံတွေထက်သန်းကြီးပြင်းခဲ့ရတဲ့လူမှုအမှုအဝိုင်းဓလေ့ထုံးစံတွေအပေါ်အများကြီးမူတည်ပါတယ်။ ကိုအပြင်းပွားများခဲ့တဲ့မေတ္တာငတ်မှုမှုစိတ်မလုံးယုံမှုတွေကို သူစီကနေရှာဖွေတယ်။ကိုဘွားမှာလေးဟာနေတဲ့ကွက်လက်တွေကို သူဖြည့်ဆည်းနိုင်မလားလို့တွေးတယ်။ချစ်ရမှာကြောက်တဲ့စိတ်ထားခဲ့ခံရမှာကြောက်တဲ့စိတ်ထိရှာလွယ်ခြင်းစိတ်အတက်အကျမြန်တာတွေဂယုဆိုင်ခံခြင်းမှု အားငယ်မှုကိုကိုကိုမကျေနပ်မှုတွေမပြေဝခဲ့တဲ့လူအင်ဆန္ဒတွေအစသဖြင့်ကိုယ်စိတ်ထဲမှာကိန်းအောင်းနေတယ်။ ဒီ hari အားလုံးကိုဖြည့်ရှင်ပေးနိုင်မှုအခုလက်ရှိတစ်သူစီကနေမျောလင့်နေသူဘက်ကပေးနိုင်တဲ့အတိုင်းအတာထပ်အလုံးအကျော်မျောလင့်နေကိုယ့်ရဲ့မလျှော်ရသေးတဲ့အဝတ်ပုံကိုသူ့ကိုရှင်းခိုင်းခြင်းနဲ့အတူတူပါပဲလူဆိုတာကဏ္ဍတစ်ခုပဲရနိုင်မယ်ချစ်သူဟာချစ်သူကဏ္ဍမှာတာဝန်ကြီးနေလုံလောက်ပြီပဲမဟုတ်လားသူတယောက်တည်းစီကခန္ဓာအစုံမှာအကုန်ဖြည့်ဆည်းပေးနေတဲ့ဇာတ်မျိုးဖြစ်လာတယ်ဥပမာပြောရရင် သူ့ကိုမိဘလိုလဲအားကိုးတယ်။မောင်နှမလိုလဲချစ်ခင်တယ်။တငယ်ချင်းလိုလဲသဘောထားတယ်။ဆရာသမားလိုလဲကိုတိကျင်တာမှန်သမျှသူ့စီအကုန်မေးခြင်းနဲ့ကိုတပည့်လက်အောက်သားလိုလဲကိုပြောသမျှသူ့ကိုနားထောင်စေခြင်းနဲ့စီဝါရဲ့အကြံပေးတယောက်လိုလဲကိုလုပ်ငန်းတွေကိုလည်းဝင်ကူစေခြင်းနဲ့စိတ်ကူထုံးပညာရှင်လိုလဲကိုရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုနှစ်သိမ့်ဆွေးနွေးအဖြေရှာပေးစေခြင်းနဲ့ သဘူမူးလို့လည်းဟင်းချက်ကျွေးစေခြင်းနဲ့ကိုယ့်ရဲ့ဗန္ဒာကြီးတပ်ဖွဲ့လည်းငွေရှာပေးစေခြင်းနဲ့ကိုယ့်ဆရာကလည်း तू ကိုယ်တော်ကလည်း तू ချစ်သူကလည်း तू တငယ်ချင်းကလည်း तू ကိုချွဲနှဲခြင်းတာကလည်း तू ကိုအနိုင်ကျင့်ခြင်းတာလည်း तू ကိုယ့်ရဲ့လူသားရာအာလာတဲ့မိကွာဟာကိုတောင်းတာသမျှသူအကုန်လိုက်တည်ရမယ်ဖြည့်ဆည်းနိုင်ရမယ် ဂျက်ဆိုနှစ်ကွက်ကမိတောက်ရမယ်အရေးပြရင်အကောင်မြင်ရမယ်အဲ့လိုမျိုးမျှော်လင့်ချက်တွေထားတယ်ကိုယ့်ရဲ့လက်တွဲပေါ်ကသူ့တယောက်တည်းကနေရိုးမျိုးစုံကိုတာဝန်ယူလာရတယ်သူ့ပေါ်ဖြစ်တင်ထားတဲ့မျှော်လင့်ချက်ပေါင်းစုံကိုတနည်းနဲ့ထမ်းပိုးလာရတယ်လူလိုနမ်းမလိုက်ဆိုသလိုကြာလာတဲ့အခါမှာ သူ့ဘက်ကပင်မလာတယ်ကိုဘက်ကလည်းစိတ်ကြည်နှံမှုမရှိဘူးကိုလိုချင်သလားသူ့ကိုပေးနိုင်ဘူးလို့ယူဆလာတယ်အဲ့ဒီတော့ငါသူ့ကိုခံစားလို့မရဘူးသူကငါ့ကိုမလုံလောက်ဘူးငါရှာနေရသူမဟုတ်ဘူးဆိုပြီးအပြစ်တင်ရင်းလမ်းခွဲမြဖြစ်လာရော mm hmm. အခုလက်ရှိကိုယ်စိတ်ထဲမှာအလိုမကျမှုတစ်ခုခုဖြစ်တယ် insecure ဖြစ်တယ် glide ဖြစ်တယ်အဲ့လိုကြုံရရင်ဒါဟာသူ့ကြောင့်ပဲလို့ဆွဆွဲတယ်အတိတ်ကဒဏ်ရာတွေကိုမကုစားနိုင်သေးပဲလက်ရှိအခြေအနေတစ်ခုမှာပြုံနေရတဲ့အပြင်းရှာမရတဲ့နာကျင်စရာတွေကို သူ့ကိုခေါင်းစဉ်တက်ပြီးပုံချမိတယ်။တကယ်တမ်းပြစ်စုံပံမှာသူနဲ့အထူးတလဲပြဿနာရဲ့လို့မရှိဘူး။ကိုမျက်ရည်ကြားနေတာက အတိတ်ကဒဏ်ရာဟောင်းတွေကြောင့်ဖြစ်တယ်။ဒါပေမဲ့အဲ့ဒါကိုသူ့ကြောင့်ပူလောင်နေရလို့ထင်လာတယ်။အဲ့ဒီတော့သူ့နာမမနေချင်တော့ဘူး။အဝေးကိုထွက်ပြေးချင်လာတယ်။ ဒီ relationship မှာမပြောတော့ဘူးကိုရိုင်းကဘာဖြစ်ချင်လို့ဖြစ်ချင်နေမှ မသိဘူးဒါကိုသူ့ကိုအဖြေချခိုင်းသလိုဖြစ်နေတယ်ကိုကိုကိုမှနားမလည်နိုင်ရင် သူများကဘလို့လုပ်ပြီးနားလည်နိုင်ပါမလဲအဲ့ဒီတော့အဲ့ဒါကိုစိတ်မကျေနပ်ဘူးဘုရားကိုတေချာပေါ့နားလည်ပေးနိုင်ရမယ်ဆိုတဲ့အယူအဆကိုကင်ဆယ်ထားတယ်ကိုရဲ့အဝတ်ပုံကြီးကိုကြည့်ပြီးသူ့အနေနဲ့ဘလို့ကင်တွေရမလဲမသိတော့ဘူးသူကလည်းလူပဲလေ အကုန်အစင်တော့စိတ်တန်းကြအစဉ်ပြေအောင်လုပ်ပေးနိုင်စွာပဲရှိပါမလဲဒီခါပြဿနာဖြစ်လာတယ်သူလှုပ်ထားတာမဟုတ်တယ်အစုံအထင်းတွေကိုပြောင်းအောင်လျှော်ပေးဖို့ဆိုတာကသူ့တာဝန်မဟုတ်ပါဘူးဒါကသူ့အပေါ်မတရားရကြပါတယ်သူ့အတွက်လေးလံတဲ့ဝန်ဖြစ်ပါတယ်ကိုဝှထုတ်ကို ရှင်းမှုကကိုတာဝန်ပါပဲအခုလိုမျိုးစိတ်ထဲကပြဿနာတွေကို မရှင်းနိုင်သေးတဲ့ဘယ်လိုလူဘယ်လို relationship ကိုမှကောင်းကောင်းတည်ဆောက်နိုင်မှာမဟုတ်ပါဘူး ဒီအတွက်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဒဏ်ရာဟောင်းတွေကိုနားလည်လက်ခံပြီးဖြည်းဖြည်းချင်းကင်တွယ်ဖြေရှင်းကုစားရမှာဖြစ်ပါတယ်။ဒဏ်ရာဟောင်းတွေကိုအနာကျအောင်ကုစားနိုင်မှသာ ကောင်းမွန်တဲ့ relationship တွေကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။မလျှော်ဘဲဖြစ်ထားတဲ့အဝတ်ပုံကြီးကိုထိုးသိမ့်ထားတဲ့စိတ်ဒဏ်ရာဟောင်းတွေကို counseling ယူလာချိတ်ခင်ရသူတွေစီကဖိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုတွေယူလာလို့မျိုး လှုပ်ဆောင်ချက်တွေနဲ့လျှော်ပါကိုယ့်ရဲ့လက်တွဲပေါ်နဲ့ပုံမှန်လင်းတိုင်ပင်ဆင်းနေပါအပြေရှားပါခံစားရသမျှသူနားလဲအောင်စိတ်ရှည်လက်ရှည်ပြောပြပါဒါရီယာခဏလေးနဲ့တော့အကောင်းပကတိမဖြစ်သွားနိုင်ပါဘူးအချိန်ယူပြီးစူးစမ်းအထောက်ဖို့လိုပါတယ်ကိုယ်စိတ်ထဲကပုံလာတဲ့အဝတ်တွေချော်ပြီးသွားတဲ့တနေ့မှာအရာအားလုံးဟာရှင်းလင်းသွားပါလိမ့်မယ်။ရင်ထဲကအဆိုင်ခဲတွေကြီးပြတ်သွားနိုင်ပြီး လက်ရှိမှာကိုကြောင့်ဖြစ်နေတဲ့ relationship တတော်များများလည်းပြည်လဲသွားပါလိမ့်မယ်မိမိရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်မြစ်ပေပြီးလုံခြုံမှုရှိတဲ့အင်ဂျီကိုဝတ်ထားတယ်လို့မျိုးခံစားနေရတယ်ဆိုရင်အဲ့ဒီအင်ဂျီကိုရှော့ဖုတ်ပြီးတန်းစင်လန်းစံမှုပြန့်စွာဝတ်ဆင်နိုင်ဖို့အတွက်ဘယ်တော့မှနောက်မကျဘူးဆိုတာသတိရစေချင်ပါတယ်